မြမရွှေပြောင်ချောင်းစုံချောင်းနဲ့မြပါမဲ့ကလေးစားစင်ချောင်းတို့စုပေါင်းပြီးဒီကနေ့နိုဝင်ဘာလ20ရက်နေ့မှာကပတ်ကလေးမြန်နဲ့အထက်မတ်ကိုမဲဆောင်မြို့တနင်္လာမှာပြုလုပ်ခဲ့ပါတယ်။အဆိုပါကလေးမြန်နဲ့ကို equality မြန်မာကဥဆောင်ပြီးငါတို့နဲ့ငါတို့အခွင့်အရေး my day my right ဆိုတဲ့စာပုံနဲ့ကြေပတ်ခဲ့တာဖြစ်ပါတယ်။အာကျမတို့ world children ပြုလုပ်ရတဲ့ယူရချက်ကတော့အာပထမအနှက်ချက်ရှိတယ်เนาะတစ်ချက်ကတော့ဒီကလေးတွေကဒီ ဒီကဘာကလေးများနေဆိုတာကိုသိလာဖို့ပေါ့နော်ဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာကအခုဆိုရင်၄နှစ်ကျော်လာပြီเนาะစစ်ပွဲတွေနဲ့ဒီလိုမျိုးကဘာကလေးများနေလုပ်ဖို့လုပ်နိုင်ဖို့ဆိုတာအရန်ဟိုเนาะဟိုစားခက်ခဲတယ်ပေါ့နော်ကလေးတွေကိုဒီကဘာအာကလေးများနေဆိုတာရှိတယ်သူတို့ပူပေါင်းပါဝင်စေလို့တယ်နော်ဒါကပထမတစ်ချက်ပေါ့သူတို့ရဲ့ participation ပေါ့နော်အဲ့ဒါကိုကျမတို့ပြုလုပ်တယ်ဒုတိယတစ်ချက်ကတော့ဒီမှာကလေးအခွင့်ဒီကလေးများနေမှာကလေးတွေအခွင့်အရေးတွေကဘာတွေရှိလဲ ဆိုတဲ့ဟာပေါ့နော်အခွင့်အရေးတွေရှိတဲ့အပြင်အဲ့ကလေးကလေးခွင့်ရေးတွေကဘာတွေချိုးဖောက်ခံနေရလဲပေါ့ဆိုတဲ့ဟာလေးတွေကိုကျမတို့မိတ်ဆက်ပေးခြင်းနဲ့တို့ကိုတို့သိသွားပြီးတော့ပေါ့နော်ဆိုတော့တို့အတန်တွေကိုထုတ်ဖော်ခြင်းတာပေါ့ဆိုတော့အဲ့ဒီယူရချက်နဲ့ဒီပွဲလေးကိုပြုလုပ်ခြင်းဖြစ်ပါတယ်အထက်မှာနှစ်မှာကလေးအခွင့်အရေးနဲ့ပတ်သက်တဲ့ဆွတ်တောင်းချေးသည်ဆိုတာတွေလှုပ်ရှားမှုကဏ္ဍတွေပြဿနာတွေကိုကျောင်းသူကျောင်းသားအများစုဦးဆောင်ပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ် ဒီနေ့ဒီပွဲမှာတက်ရောက်ခွင့်ရအတွက်အရင်ပျော့ရဲပေါ့နော်ပထမတစ်ခုအနေနဲ့တော့နောက်တစ်ခုကကြတော့ဒီပွဲလာတက်ရတာစိတ်ပေါက်ပါသွားတယ်ပေါ့နော်စိတ်ရှုပ်ထွေးမှုတွေစိတ်ပူစီမှုတွေရှိရလေအဲ့လိုရှိရောဒီပွဲလေးမှာဝင်ဝင်ချင်းမဲအဲ့လိုပျော်ရွှင်ရတဲ့ဟိုပါလေဟိုပါလေအနှစ်သာရရရှိရပေါ့နော်음 my day my right အဲခေစားကြတော့ကလေးနိုင်နေ့ဆိုတာဒီနေ့ကငိုင်းနေ့ငိုင်းလေးလက်ပိုင်နေ့ငါအပျော်ဆုံးနေ့ပေါ့နော်အဲ့လိုပြီးတော့တမန်ဆက်ရပါတယ်အခမ်းအနားကိုပါရမီချောင်း မုဒိတာကြောင့်အလေးအေကြောင့်နဲ့ Heavenly Home မိဘမဲ့ကလေးစာသင်ကျောင်းတွေကဆရာဆရာမတွေကျောက်သူကျောက်သားတွေအပြင်ဖိတ်ကြားထားတဲ့ Edit တော်တွေစုစုပေါင်းလူရည်တရာကြောင့်ပူပေါင်းပံ့ဝေခဲ့ကြပါတယ်။ကဗတ်ကလေးများနှစ်ကိုကဗတ်ကုလသမဂ္ဂအထွေထွေညီလာခံ UN ကကလေးများ၏အခွင့်အရေးများကိုကာကွယ်ထောက်ခံရန်ဆိုပြီး1954ခုနှစ်မှာပဲတရားဝင်စတင်ကြေညာခဲ့ပါတယ်။